မင်္ဂလာနံနက်ခင်းပါရှင်11ရက်တည်းအော်တိုဘာလ24ရက်နေ့နံနက်ခင်းသတင်းတရားထုတ်လွှင့်မှုကိုစတင်ပေးပါရမေး SpaceX Company ကမြန်မာနိုင်ငံရှိကြားဖြတ်စင်တာများတွင် အသုံးပြုနေတဲ့ Starlink ပစ္စည်း2500ကျော်ကိုဝန်ဆောင်မှုဖြတ်တောက်ဆိုတဲ့သတင်း2025ခုနှစ်ဇန်နဝါရီ30ရက်မှလက်ရှိအချိန်ထိမြန်မာနိုင်ငံအတွင်းသို့နိုင်ငံပေါင်း40မှတရားမဝင်ဝင်ရောက်လာသူစုစုပေါင်း9500ကျော်ရှိဆိုတဲ့သတင်း 2025ခုနှစ်ဇန်နဝါရီမှဩဂုတ်လအထိ10လအတွင်းမြန်မာနိုင်ငံတဝန်း၌မိလောင်မှု822ကြိမ်ဖြစ်ပွားပြီးလူ59ဦးသေဆုံးကာကြက်တန်း6200ကျော်ဆုံးရှုံးဆိုတဲ့သတင်းပါကစ္စတန်တွင်ပိုလီယိုကာကွယ်ဆေးတိုက်ကြွေးသည့်အစီအစဉ်ကိုအချိန်တိုးမြှင့်လှုပ်ဆောင်နေဆိုတဲ့သတင်းမော်တာရင်းအသင်းနဲ့တက်တန်းတိုးလို့ကြောင်းရာမော့စ်ပြောကြားဆိုတဲ့သတင်းစတဲ့သတင်းတွေကိုတက်ဆက်ပေးပါပါဦးဆုံးနေနေ SpaceX ကုမ္ပဏီကမြန်မာနိုင်ငံရှိကြားဖြတ်စင်တာများတွင် အသုံးပြုနေတဲ့ Starlink ပစ္စည်း2500ကျော်ကိုဝန်ဆောင်မှုဖြတ်တောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ SpaceX ကုမ္ပဏီဟာမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်စင်တာတွေမှာအသုံးပြုနေတဲ့ Starlink ပစ္စည်း2500ကျော်ကိုဝန်ဆောင်မှုဖြတ်တောက်ခဲ့တယ်လို့ SpaceX ကုမ္ပဏီရဲ့လက်ထောက်ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ ကြားဖြန့်စင်တာတွေမှာဂျူရွန်းအင်တာနက်ဆက်သွယ်ရေးပစ္စည်းတွေဖြစ်တဲ့ Starlink ဆက်တွေကိုတွင်ကျစွာအသုံးပြုနေကြောင်း AFP သတင်းကဖော်ပြခဲ့ပြီးတဲ့နောက် Starlink ကုမ္ပဏီကအခုလိုကြေညာခဲ့တာပါမြန်မာနိုင်ငံနယ်စပ်ဒေသမှာကြားဖြန့်စင်တာတွေအများပြားရှိနေကြောင်းသတင်းတွေထွက်ပေါ်နေမှုနဲ့အတူဖေဖော်ဝါရီလကစပြီးအစိုးရကြားဖြန့်စင်တာတွေကိုစတင်နှိမ်နှင်းခဲ့ပြီးအထမစေခိုင်းခံခဲ့ရတဲ့လုံသား8000ခန့်ကိုနေရက်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ထိုင်းနိုင်ငံကလည်းနယ်စပ်ဒေသမှာအင်တာနက်လိုင်းတွေဖြတ်တောက်ခံရတဲ့အတွက် ဒီကြားဖြန့်ဆန္ဒအများစုရဲ့ခေါမိုးတွေပေါ်မှာ Starlink Internet ဆက်တွေတက်ဆင်ပြီးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ SpaceX ရဲ့ Starlink စီးပွားရေးလုပ်ငန်းဆိုင်ရာလက်ထောက်အကထဖြစ်သူ Laurent Dreyer က၎င်းတို့ကုမ္ပဏီဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တန်တရားဖြစ်ဖွယ်ကြားဖြန့်ဆန္ဒတွေမှာတက်ဆင်ထားတဲ့ Starlink ဆက်တွေကိုဝန်ဆောင်မှုဖျက်တောက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဘယ်အချိန်ကအဲ့ဒီ Internet ဝန်ဆောင်မှုတွေကိုဖျက်တောက်ခဲ့တယ်ဆိုတာကိုတော့၎င်းကအတိအကျထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး2025ခုနှစ်ဇန်နဝါရီ30ရက်မှလက်ရှိအချိန်ထိမြန်မာနိုင်ငံတွင်းသို့နိုင်ငံပေါင်း40မှတရားမဝင်ဝင်ရောက်လာသူစုစုပေါင်း9500ကျော်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေလက်ရှိအချိန်ထိမြန်မာနိုင်ငံတွင်းကိုနိုင်ငံပေါင်း40ကနေတရားမဝင်ဝင်ရောက်လာသူစုစုပေါင်း9500ကျော်ရှိတယ်လို့သိရပါဗျ။ ထိုင်းနိုင်ငံအပေါင်းဝင်အိနီချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်တန်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်းပြင်းနယ်မြရီမြို့ရွှေကောက်ကိုနဲ့မဲထော်တလေ KK Park နေမြေတွေမှာ online လောင်းကစားမှုတွေ online လိန်လည်မှုတွေဒုစရိုက်မှုတွေကျွလွန်ခဲ့တဲ့နိုင်ငံသားတွေကိုစစ်ဆေးဖို့တုတ်ထိမ့်သိမ်းပြီးမြန်မာထိုင်းအမတ်နှစ်ချစ်ကြည်တရားကနေတဆင့်တက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီပြန်လည်လွှဲပြောင်းပေးတာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ဒီလိုဆောင်ရွက်ရာ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေလက်ရှိအချိန်အထိစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာထိုင်းနိုင်ငံကနေတဆင့်နေဆက်ကိုဖျက်ကျော်ပြီးမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံသားအမျိုးသား8,910ဦးနဲ့အမျိုးသမီး996ဦးစုစုပေါင်း9,506ဦး မြန်မာနိုင်ငံအတွင်းကိုရန်ကုန်လေဆိပ်ကနေတရားမဝင်ဝင်ရောက်လာပြီးမြောက်ရီမြို့ရွှေကုတ်ကိုနဲ့မဲထော်တလေ KK Park နယ်မြေတွေကိုရောက်ရှိသွားတဲ့နိုင်ငံသားအမျိုးသား44ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း45ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက်စုစုပေါင်းနိုင်ငံပေါင်း40ကနေနိုင်ငံသားအမျိုးသား1854ဦးနဲ့အမျိုးသမီး969ဦးစုစုပေါင်း9552ဦးဖြစ်ကြောင်းအဆိုပါနိုင်ငံသားတွေကို၎င်းတို့ဝင်ရောက်လာတဲ့လမ်းကြောင်းတွေအတိုင်းသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြည်နယ်လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိနိုင်ငံသားသားအမျိုးသား1560ဦးအမျိုးသမီး989ဦးစုစုပေါင်း9339ဦးတို့ကိုတပ်ဆိုင်ရာနိုင်ငံတွေကတောင်းပန်ရှိသူတွေထံပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာအထောက်အထားဆောင်ရွက်စာရဲအနေနဲ့စနစ်တကျလွှဲပြောင်းပေးရခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ကြံနေသေးတဲ့ပြည်ပနိုင်ငံသားတွေကိုလည်းတပ်ဆိုင်ရာနိုင်ငံတွေကိုဆက်လက်လွှဲပြောင်းပေးဖို့အဆင့်အထိဖြစ်နေပြီဖြစ်တယ်လို့သိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီမှဩဂုတ်လအထိ၈လအတွင်းမြန်မာနိုင်ငံတဝန်း၌မိလောင်မှု922ကြိမ်ဖြစ်ပွားပြီးလူ96ဦးသေဆုံးကကျပ်သား6200ကျော်ဆုံးရှုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဇန်နဝါရီကနေဩဂုတ်လအထိ၈လအတွင်းမြန်မာနိုင်ငံတဝန်းမှာမိလောင်မှု922ကြိမ်ဖြစ်ပွားပြီးလူ96ဦးသေဆုံးကကျပ်သား6200ကျော်ဆုံးရှုံးခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေဩဂုတ်လအထိရှစ်လတာကာလအတွင်းမြန်မာနိုင်ငံတဝမ်းမှာမီးလောင်မှု922ကြိမ်ဖြစ်ပွားခဲ့ပြီးမီးအမျိုးစားအလိုက်မီးပိုမီး86ကြိမ်ပေါ်စမီး225ကြိမ်အလိုလျောက်မီး19ကြိမ်လျှက်စစ်မီး219ကြိမ်မတမသူရှုံမီး35ကြိမ်တောမီး129ကြိမ်တောင်ညံသူရှုံမီး6ကြိမ်မိုးကြိုးပြစ်2ကြိမ်စုံစမ်းဆဲ2ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီမီးလောင်မှုတွေကြောင့်အင်ဂျင်အဆောက်အဦ2510လုံးမှာဆက်ရုံအလုတ်ရုံ၉လုံး 928လုံးမီးလောင်ခံရပြီးမီးပြီးသင့်ပြည်သူ8496ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမီးလောင်မှုတွေကြောင့်လူ96ဦးသေဆုံးခဲ့ပြီး95ဦးထရရကငွေကျပ်6232.634တန်းခန့်ဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ် ပြီးခဲ့တဲ့2024ခုနှစ်မှာမြန်မာနိုင်ငံတဝန်းမီးလောင်မှု1150ကျင်းဖြစ်ပွားခဲ့ပြီးလူ69ဦးသေဆုံးကငွေကျပ်တန်း9400ကျော်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုတွေကြောင့်အင်ဂျီအဆောက်အုံ3840တလုံးမှာစက်ရုံအလုံယုံ12လုံး9049လုံးမီးလောင်ခံခဲ့ရကြောင်းမီးမေးသင့်ပြေသူ8666ဦးအိုမဲအိမ်မဲဖြစ်ခဲ့ရကြောင်းမီးလောင်မှုတွေကြောင့်လူ69ဦးသေဆုံးပြီး138ဦးဒဏ်ရာရရှိကသရိစံ986ကောင်သေဆုံးပြီးငွေကျပ် 9445တက်သမ433တန်ခတ်ဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပါကစ္စတန်တွင်ပိုလီယိုကာကွယ်ဆေးတိုက်ကြွေးသည့်အစီအစဉ်ကိုအရှိန်တိုးမြှင့်လှောက်ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်နိုင်ငံမှာလုံခြုံရေးစိန်ခေါ်မှုတွေနဲ့အမြင့်တွယ်နေတဲ့ကာကွယ်ဆေးသတင်းအမှားတွေပြန့်နှံ့လျက်ရှိပေမဲ့ကလေးပေါင်းတန်းချီကိုပိုလီယိုကာကွယ်ဆေးတိုက်ကြွေးတဲ့အစီအစဉ်ကိုအရှိန်တိုးမြှင့်လှောက်ဆောင်လျက်ရှိတယ်လို့ကျမရေးဆိုင်ရာကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ ကောင်ကွယ်ဆင်းကိုတိုက်ကျွေးနိုင်မှုခရိုင်159ခုတဝမ်းမှာရှိတဲ့စာတင်ကျောင်းတွေနဲ့နေရီလိုမျိုးနေရာတွေမှာကျမ်းမာရေးဝန်ထမ်း၄သိန်းကျော်ကိုတက်ဖြန့်ဆင်လွတ်ထားတယ်လို့သိရပါတယ်။ကောင်ကွယ်ဆင်းတိုက်ကျွေးမှုကိုနှစ်ပေါင်းများစွာအချိန်အဟုန်နဲ့လှုံ့ဆော်နေပေမဲ့လေပါကစ္စတန်ဟာအာဖဂန်နစ္စတန်နဲ့အတူပိုလီယိုရောဂါဆက်လက်ကူးစက်မှုတွေရှိနေသေးတဲ့နှစ်နိုင်ငံထဲမှာအပါအဝင်ဖြစ်ပါတယ်။ပိုလီယိုရောဂါဟာကလေးတွေမှာအထူးသဖြင့်ကူးစက်ဖြစ်ပွားလေရှိပေမဲ့လေအရွယ်ရောက်ပြီးသူတွေမှာလည်းကူးစက်ခံရနိုင်တာဖြစ်ပါတယ်။ပါကစ္စတန် တမ်းမှာအခုနှစ်စက်တဘာလအထိပိုလီယိုရောဂါကူးစက်ခံရသူ29ဦးရှိပြီးကမ္ဘာနေရာအများပြားမှာကြဲကြဲပြန့်ပြန့်နှိမ်နှင်းတိုက်ဖြတ်နိုင်ခဲ့တဲ့ဒီရောဂါကူးစက်မှုအတွက်ပါကစ္စတန်မှာကူးစက်ခံရသူအရေအတွက်ဟာအလွန်များပြားတဲ့အရေအတွက်ဖြစ်ပါတယ်။ပိုလီယိုရောဂါဖြစ်စဉ်တစ်ခုတည်းဆိုရင်တော့သတိထားစေရပါ။ကျွန်တော်တို့နိုင်ငံမှာတော့ကူးစက်ဖြစ်ပွားသူ29ဦးရှိပါတယ်။ ဒေသတွေမှာပိုလီယိုဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေတဲ့နိုင်ငံဆိုလို့ကျွန်တော်တို့နိုင်ငံနဲ့အာဖဂန်နစ္စတန်ပဲကြံမာတော့တယ်။ဒါနဲ့ပတ်သက်ပြီးတော်တော်လေးစိုးရိမ်မိပါတယ်လို့ပါကစ္စတန်ကျန်းမာရေးဌာနကယောဂကူးစက်မှုထိန်းချုပ်ရေးဆန္ဒအကြီးအကဲမတ်တက်စ်အလီခန်းကဆိုပါတယ်။ကောက်ွယ်စည်းမထိုးရသေးတဲ့ကလေးတွေကရရွာပဝင်းကျင်အတွက်ကူးစက်ခံရနိုင်ခြင်းများပါတယ်။သူတို့တွေရဲ့မစင်ထဲမှာပါလာတဲ့ဗိုင်းရပ်စ်တွေကတောက်သုံးရည်တွေနဲ့မိလာစနစ်ကိုညဉ့်ဉန်းစေပါတယ်လို့၎င်းကဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်တွေတဲ့ မော်တာရေးသင်းနဲ့တက်တန်းတိုးလို့ကြောင်းရာမို့စ်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ဆီကိုကလပ်မော်တာရေးအသင်းမှာကစားနေတဲ့စပိန်နောက်ခံလူဆာဂျီရိုရာမို့စ်ကလက်ရှိအသင်းနဲ့တက်တန်းတိုးလို့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရီယယ်တင်းနဲ့စပိန်လက်ရွေးစင်အသင်းရဲ့ကံတွင်ကစားသမားတစ်ဦးဖြစ်တဲ့ရာမော့စ်ဟာအသက်39နှစ်ရှိပြီဖြစ်ပြီးမော်ဒါရီအသင်းနဲ့ဒဇမလာမှာစာချုပ်သက်တမ်းကုန်ဆုံးမှာပါရာမော့စ်ဟာ2025ဖေဖော်ဝါရီမှာမော်ဒါရီအသင်းနဲ့တစ်နှစ်သက်တမ်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးအသင်းကောင်းဆောင်အဖြစ်တာဝန်ယူထားရပါတယ်ကျွန်တော်အယံပျော်နေပါတယ်မက္ဆီကိုကကျွန်တော်ကိုထူးထူးခြားခြားကြိုဆိုခဲ့ပြီးဒီအသင်းမှာစိတ်ဝင်စားစရာကောင်းတဲ့စီမံကိန်းလေးရှိနေပါတယ်ကျွန်တော်စာချုပ်ကဒဇမမှာကုံဆုံးမှာပါ ဒါပေမဲ့ကျွန်တော်ဒီမှာဆက်နေခြင်းပါတယ်ဒီမှာကျွန်တော်အတွက်တတ်တောင့်တတ်တာရှိတယ်လို့ခန်းစားရပြီးအရန်လဲပျော်ရွှင်ပါတယ်လို့ Ramos ကပြောကြားခဲ့ပါတယ် Ramos ကအခုတစ်ပတ်တနင်္ဂနွေနေ့မှာရှင်ပြိုင်မဲ့ Real Madrid နဲ့ Barcelona တို့ရဲ့ El Clasico ပွဲမှာအသင်းဟောင်း Real ကိုအားပေးသွားမှာဖြစ်ကြောင်းနဲ့မိတ်ဆွေဖြစ်တဲ့ Barbie ကိုစိတ်ဓာတ်မြင့်တင်မှုပြုလုပ်ပေးသွားမယ်လို့လည်းပြောကြားခဲ့ပါတယ် လည်းမရတဲ့ရဲ့အော်တိုဘားလာ24ရက်နေ့နနေခေတ်သတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါကြီးစုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်မင်္ဂလာရှိတဲ့နနေခင်းလေးဖြစ်ကြပါစေရှင်